မင်္ဂလာပါရှင်အခုချိန်ကစပြီး2025ခုနှစ်မေလ31ရက်နေ့ Radio NUG ရဲ့မနခင်ပြည်ရင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျွန်မကတော့နှွေးမိုင်းဖြစ်ပါတယ်။ပထမဦးစွာ NUG နဲ့ PDF တို့သည်အနောက်တိုင်းဤလက်ပါစီများမဟုတ်ပဲမြန်မာပြည်သူလူထုကသာတာဝန်ခံပြီးတရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာတိုင်ဝမ်နဲ့ထိတွေ့ဆက်ဆံရန်တကားဖွင့်ဆိုထားဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ အန်ယူဂျီနဲ့ PDF တို့ဟာအနောက်တိုင်းလေပါစီများမဟုတ်ပဲမြန်မာပြည်သူလူထုကတာတာဝန်ခံပြီးတရုတ်နိုင်ငံအပါဝင်နိုင်ငံတကာတိုင်ဝမ်နဲ့ထိတွေ့ဆက်ဆံရန်တကားဖွင့်ထားတယ်ဟုဘန်ကောက်ပို့စ်တွင်2025ခုနှစ်မေလ23ရက်နေ့ကဖော်ပြခဲ့သည့်အမျိုးသားရင်ွေရေးအစိုးရနိုင်ငံခြားဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဒေါ်စင်မအောင်၏ Support the People Revolution ဆောင်းပါးတွင်အလေးပေးဖော်ပြထားပါတယ် အမျိုးသားရင်သွေးရေးအစိုးရ NUG နဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF များသည် အနောက်တိုင်းနဲ့ပါစီ proxy များမဟုတ်ပေမိတိနိုင်ငံချအစိုးရကိုမှတာဝန်မခံ မြန်မာပြည်သူလူထုကတာဝန်ခံမှာတဲ့ပြည်သူတော်လှန်ရေးကြီးကိုတိုးတက်အောင်ကူညီပေးသောမိသည့်နိုင်ငံတကာအဖွဲ့အစည်းများနဲ့မဆိုထိတွေ့ဆက်ဆံရန်တကားဖွင့်ထားသလိုထိတွေ့ဆက်ဆံလို့စိတ်ရှိပါတယ်။ဒေါအောင်ဆန်းစုကြည်ခေါင်းဆောင်မှုအောက်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာတရုတ်နိုင်ငံအပါအဝင်အိန္ဒိချင်းနိုင်ငံများနဲ့ခိုင်မာသောဆက်ဆံရေးကို2021ခုနှစ်မတိုင်မီအချိန်အထိထိန်းသိမ်းထားခဲ့ပါတယ်။ယခုထိလည်းဒီကဦးစားပေးတဲ့အနေနဲ့ရှိနေပါတယ်လို့ဖော်ပြထားပါတယ်။စောင်းပအရမြန်မာတော်လှန်ရေးဟာ ဟာတရုတ်ပြည်သူသမ္မတနိုင်ငံတီထောင်ရေးစီတို့ဦးတည်ခဲ့သည့်1920ခွန်1949ခုနှစ်ကာလတရုတ်ပြည်တွင်စစ်နှင့်စင်တူသည့်တမိုင်းဝင်လမ်းစုံလမ်းခွာတွင်ရှိနေပြီးမြန်မာပြည်သူများဟာဖိနှိပ်အကြမ်းဖက်နေသောဆရာနာရှင်စနစ်ကိုစန့်ကျင်တိုက်ပွဲဝင်နေက NUG နဲ့ PDF တို့ဟာဤလှုပ်ရှားမှုတွင်ဗဟုအခမ်းကဏ္ဍမှအပါဝင်နေသလိုနိုင်ငံရဲ့ချိုင်းအင်အားစုများ၏ဆန္ဒမဟုတ်ပဲမြန်မာပြည်သူလူထု၏စစ်မှန်သောဆန္ဒပေါ်ခြေခံထားပြီးလမ်းမများပေါ်တွင်ငိမ့်ချစွာ စာနာပြမှုများမှစတင်ကယခုကလက်နက်ကင်ထိုးဆက်စင်မှုများထိတိုးတက်လာခဲ့လို့အသိပေးထားပါရယ်ပီဒီအက်များဟာအရှိတောင်အာရှ၏အကြီးဆုံးစစ်အင်အားစုများထဲမှတစ်ခုဖြစ်သည့်မြန်မာစစ်တပ်ကိုနိုင်ငံတော်ထိရောက်စွာတွန်းလှန်နိုင်ခဲ့ကလက်ရှိစစ်တပ်ဟာနိုင်ငံ၏25ရာခိုင်နှုန်းအောက်သာထိမ့်ချုပ်ထားနိုင်ကတွန်းလှန်ရေးတပ်ဖွဲ့များလည်းအောက်ရှိနေမြင်များတွင်အယတအုပ်ချုပ်မှုဟာပုံမတည်ငြိမ်ပြီးစီးပွားရေးရရှင်သန်လက်ရှိရလို့ရေးသားထားပါရယ်ပြည်သူလူထုရင်မှန်းချက်မှာစစ်တပ်ကိုဖြ က်စည်းရမဟုတ်ပဲပြည်သူလူထုကိုဝန်ဆောင်မှုပေးပြီးရွေးကောက်ခံဆိုရအားတာဝန်ခံမှုရှိသည့် professional စစ်တပ်အဖြစ်ပြုပြင်ပြောင်းလဲရန်ဖြစ်ပြီးဤရမချက်ဟာတရုတ်နိုင်ငံ၏ကာအကျိုးတူအတိုင်ဝမ်းမျှော်မှချက်နဲ့လဲကိုက်ငင်မှုရှိကမြန်မာနိုင်ငံ၏တည်ငင်ရေးဟာဒိတာတွင်နဲ့အထူးသဖြင့်တရုတ်နိုင်ငံ၏ရေးရှိအကျိုးစီးပွားအတွက်အရေးပါကြောင်းစောင်းပါကထောက်ပြထားပါတယ် ဆောင်းပါးတွင်စစ်ခေါင်းဆောင်မရောက်နိုင်တဲ့တရုတ်သမ္မတရှီကျင့်ဖြင့်ဤလူသိရှင်ကြားထိတွေ့ဆက်ဆံမှုအားတရုတ်၏ရည်ရှိအကျိုးစီးပွားနှင့်မြန်မာနိုင်ငံ၏တည်ငြိမ်ရေးကိုထိခိုက်စေနိုင်သည်ဟုဆိုထားကယာယီအပြစ်ရစေရင်များသည့်ပြိပခတ်ကိုရှေ့ကြစေပြီးရည်ရှိတည်ငြိမ်မှုစီသို့ဦးတည်သည့်တော်လှန်ရေးလှုပ်ရှားမှုကိုအားနည်းစေရလို့ထောက်ပြထားပါသည်တရုတ်နိုင်ငံအနေဖြင့် စေအုပ်စု၏သွေးခွဲအနိုင်ယူမဟာဗျူဟာကို ထောက်ခံမြစ်စာ NUG PDF အပါဝင်မြန်မာနိုင်ငံရှိနိုင်ငံအင်အားစုများအားလုံး ਨੇ အပြုသဘောဆောင်စွာထိတွေ့ဆက်ဆံရန်အကြံပြုထားပြီးထိုတုတ်ဆောင်ရခြင်းသည်မြန်မာနိုင်ငံ၏ရရှိတည်ငြိမ်ရေးနှင့်တရုတ်နိုင်ငံ၏ဒေသတွင်အကျိုးစီးပွားများကိုထိန်းသိမ်းရာတွင်အပြန်အလှန်အကျိုးရှိစေမည်ဟုဆိုထားပါရရှင်။ ဆက်လက်ပြီးမြန်မာအလို့သမားတိတ်သမ၈တန်းခန့်အားထိုင်းနိုင်ငံအတွင်းတက်တန်းတိုးလုပ်ငန်းစဉ်ကို သက်မှတ်ကာလအတွင်းဆောင်ရွက်နိုင်ရန်ထပ်မံ၍6လသက်တမ်းတိုးပေးမိတဲ့ရင်ကိုတင်ပြပါမယ်။မြမလုတ်သမားတိတသမား၈တန်းခန့်အားထိုင်းနိုင်ငံအတွင်းသက်တမ်းတိုးလုပ်ငန်းစဉ်ကိုသက်မှတ်ကာလအတွင်းဆောင်ရွက်နိုင်ရန်ထပ်မံ၍6လသက်တမ်းတိုးပေးမိဖြစ်ကြောင်းထိုင်းနိုင်ငံအလုတ်သမားဝန်ကြီးဌာနအစည်းအဝေးကဆုံးဖြတ်တယ်လို့ထုတ်ပြန်ပါတယ်။အစည်းအဝေးကထိုင်းအလုတ်ကိုင်းဌာန၏စည်ရင်အချက်အလက်များအရမြမလုတ်သမားတိတသမား၈တန်းခန့်ရှိကြောင်းသိရပါတယ်။အဆိုပါအလုတ်သမားများအားထိုင်းနိုင်ငံအတွင်းသက်တမ်းတိုးလုပ်ငန်းစဉ်ကိုသက်မှတ် တ်ကာလအတွင်းဆောင်ရွက်နိုင်ရန်ထက်မှန်ရ6လတက်တန်းတိုးပေးမည်ဖြစ်ပြီးတက်မှတ်ထားသောလုပ်ငန်းစဉ်များဆောင်ရွက်ပြီးပါကအလုံးလုံးကင်ခွတ်တက်တန်းနှစ်နှစ်ရရှိမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါရရှင်။မြန်မာစစ်ဘေးရှောင်တဲ့ဒုက္ခသည်များတရိထားနေထိုင်ကြရန်အိန္ဒိယဖော်မြန်မာအဖွဲ့က သတိပေးထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ပြပါမယ်။မြန်မာစစ်ပေးရှောင်တဲ့ဒုက္ခသည်များသတိထားနေထိုင်ကြရန် India for Myanmar အဖွဲ့ကမေလ29ရက်မှာသတိပေးထုတ်ပြန်လိုက်ပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယအကြားပြည်ပခဖြစ်ပွားပြီးနောက်ပိုင်းတွင်အိန္ဒိယဆိုရဟာတရားမဝင်နေထိုင်သောနိုင်ငံခြားသားများအားပုံမှုတင်းကျပ်စွာကင်တွယ်လာပြီးရိုဟင်ဂျာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနေရပ်ပြန်လည်ပို့ဆောင်ခိုင်ရမှုများ စတင်ကြုံတွေ့နေရကြောင်းဖော်ပြထားပါတယ်။အိန္ဒိယနိုင်ငံ UNHCR ရုံးကလည်းဒုက္ခသည်များ၏အချက်လက်များကိုအိန္ဒိယဆိုရထံလွှဲပြောင်းပေးထားသည့်အတွက် UNHCR တွင်စည်ရင်းပေးထားသူများ၏အချက်လက်များကိုအိန္ဒိယဆိုရကရရှိထား၍အိန္ဒိယဆိုရကပြစ်မှတ်ထားခါရနိုင်ခြေရှိသူဟုကိုကိုကိုတတ်မှတ်ပါက UNHCR ရုံးမှစည်ရင်းသွင်းခဲ့သည့်လိပ်စာမှာဆက်လက်နေထိုင်ခြင်းမပြုဘဲဘေးကင်းရာနေရာကိုယာယီခိုလုံနေထိုင်ကြရန်အိန္ဒိယဖော်မြန်မာကတိုက်တွန်းထားပါရဲ့ရှင်။ နိုင်ငံတော်၌ဂျမ်ဖတ်ဆေးဥစုကြောင့်အမျိုးသမီးနှင့်အမျိုးသားစုစုပေါင်း152ဦးသေဆုံးခဲ့ပြီးအသက်3လအရွယ်မိန်းကလေးတဦးအပါအဝင်အသက်18နှစ်ယောက်ကလေးငယ် 51ဦးပါဝင်တဲ့သတင်းနောက်ထပ်တင်ပြပါမယ်။နိုင်ငံရေးအချင်းသားများကုင္ကြီးဆောင်ရှောက်ရဲ့အသင်းမှကောက်ယူထားတဲ့သတင်းအချက်အလက်များအရ2025ခုနှစ်မေလ1ရက်နေ့မှာ30ရက်နေ့အထိနိုင်ငံတော်ဝန်၌အချမ်းဖတ်ဆုပ်စုကြောင့်အမျိုးသမီး86ဦးနဲ့အမျိုးသား66ဦးစုစုပေါင်း152ဦးသေဆုံးခဲ့ဒီကိုအမိနဲ့တကွတီးပြုတ်နိုင်ခဲ့ပြီးထိုထဲတွင်အသက်3လအရွယ်မိန်းကလေးငယ်2ဦးအပါဝင်အသက်18နှစ်အရွယ်ကလေးငယ်50ဦးပါဝင်တယ်လို့ဆိုပါရယ်။အဆိုပါသေဆုံးသူများနဲ့သေဆုံးရသည့်အကြောင်းရင်း င်းအနေဖြင့်109ဦးမှဆေးဥစု၄ကြောင်းဖြင့်တိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့ပြီး16ဦးမှလည်းနဲ့ကြီးဖြင့်ပြစ်ခတ်မှုကြောင့်ဒုတိယအများဆုံးသေဆုံးခဲ့ရပါတယ်။အဆိုပါ152ဦးတွင်စကိုင်းတိုင်းမှာ68ဦးဖြင့်သေဆုံးမှုများဆုံးဒေသဖြစ်ပြီးမကိုးတိုင်းနဲ့မကွေးတိုင်းတို့မှာ 22ဦးစီဖြင့်တည်ဆုံးမှုဒုတိယများဆုံးဒေတာဖြစ်ကအဆိုပါကာလအတွင်းအတည်ပြုရန်လိုအပ်နေစေတည်ဆုံးအရသား100ဦး၏အမိစင်းကိုလည်းတိချားကောက်ယူစုဆောင်းပြီးအတည်ပြုနိုင်ရန်ဆောင်ရွက်လျက်ရှိရလို့သိရပါတယ်ရှင်ဆလပီစကိုင်းငလင်းကြီးကြောင့်ထိခိုက်ခဲ့ရသော ပြည်သူလူထုအားစက်သိန်းပေါင်း2500ကျော်မျှဝေပေးခဲ့ကြောင်းကရင်နီဒေသရှိအပေါင်းများအတွေ့ပင်ရိုင်းထောက်ပံ့ငွေစီစဉ်ထားကြောင်းခလင်းရန်ကုန်အသိပေးတဲ့ သတင်းကိုတင်ပြပါမယ်။စကိုင်းငလင်ကြီးကြောင့်ထိခိုက်ခဲ့ရသောပြည်သူလူထုအားမျှဝေကူညီနေရအတွက်ပြည်တွင်းပြည်ပကစေတနာရှင်များစွာရဲ့စာနာမှုအင်အားတွေဟာကလင်းရန်ကုန်မှတဆင့်အချိန်နဲ့တပြင်းညီစီစင်းစေခဲ့ကြောင်းထုတ်ပြန်သိပေးထားပါရယ်။ကလင်းရန်ကုန်အနေနဲ့ငလင်ဘေးတင်ဒေသများရှိပြည်သူလူထုများအားကယ်ဆယ်ရေးမှအစပြုပြီးကူညီရေးပြန်လည်ထူထောင်ရေးကဏ္ဍများအတွက်ထိရောက်မှုအရှိဆုံးဖြစ်အောင်စူးစမ်းဆောင်ရွက်ခဲ့ပြီးမျှဝေဖိကူခဲ့ကြသောစာနာမှုအင်အားစုစုပေါင်းချက်သိန်း2000 6000ကျော်ထဲမှ7,2500ကျော်အားစနစ်တကျထိရောက်စွာမြေပြင်ရှိလိုအပ်နေသူများစီကိုတိုက်ရိုက်မျှဝေခဲ့လို့သိရပါတယ်။လက်ကျန်ငွေ7,800ကျော်အားစစ်ပေးရှောင်ရင်း ငလင်တန်းခံရသောပြည်သူလူထုများစားမိုက်ဆောင်ရှောက်မှုအတွက်အသုံးပြုသွားမည်ဖြစ်ပါကြောင်းအသိပေးထားပါရယ်ဒါအပြင်မြကြမီကျောင်းဖွင့်ရာတီရောက်ရှိတော်မူဖြစ်သဖြင့်ခလေးရံကုန်သည့်ပင်ငိုင်းကဏ္ဍအတွက်လိုအပ်နေသောတင်ထောက်ကူပျက်စီများပုံနှိပ်ဆောင်များနဲ့ကျောင်းအထွေထွေကုန်ကျစရိတ်များကိုပံ့ပိုးကူညီရန်စီစဉ်ထားကြောင်းအသိပေးထားပါရယ်လိုအပ်နေသောကျောင်းများအားတွေ့ရှိပါကသို့မဟုတ်အကူအညီတောင်းခံမှုများရှိပါကကျောင်းသားကျောင်းသူဆရာဆရာမှစီးရင်လောချက်နဲ့ခံမှန်းကုန်ကျစရိတ်တို့ကိုခလေးရံကုန်ထံသို့အကြောင်းကြားပေးရန် ံမြစ်တရခန့်ထားပါရဲထို့ပြင်စစ်ပီးရှောင်းစခန်းများတွင်ရိတ်ခါပြက်လက်မှုများရှိနေသဖြင့်စံအိတ်လှူဒန်းမှုများလိုအပ်လျက်ရှိပြီးစံတအိတ်လင်တသိန်းကျပ်အိတ်ဝက်လင်၅000ကျပ်နှုန်းဖြင့်ပါဝင်ကူညီနိုင်ကြောင်းကလင်းရံကုန်ကဖော်ပြထားပါရဲအကူအညီပေးလိုသူများနေဖြင့်ကလင်းရံကုန်ထံသို့ဆက်သွယ်အကြောင်းကြားနိုင်ပြီးဒေသခံများ၏ပင်ငါရင်းနှင့်အခြေခံလိုအပ်ချက်များအတွက်ပူးပေါင်းပါဝင်ကူညီရန်တိုက်တွန်းထားပါရဲရှင်။ ဦးမင်းကိုနိုင်ရဲ့စောက်ဖြစ်တဲ့ကောလာရှိရှိကေလန်လန်ကို CDM Medical Network Page Messenger မှာလာရောက်ဆက်သွယ်ဝေယူနိုင်ပြီဖြစ်တဲ့သတင်းကိုနောက်ဆုံးတင်ပြပေးပါမယ်။ဦးမင်းကိုနိုင်ရဲ့စောက်ဖြစ်တဲ့ကောလာရှိရှိကေလန်လန်ကို CDM Medical Network page messenger မှာလာရောက်ဆက်သွယ်ဝေယူနိုင်ပြီဖြစ်တယ်လို့အသိပေးဆိုပါရယ်ကော်လာရှိရှိကေလန်လန်ဆိုတဲ့ campaign မှာရရှိတဲ့အမျက်ငွေများအားလုံးကိုတော်လှန်ရေးဒေသငလင်တန်တင့်ပြည်သူများပြန်လည်ထူထောင်ရင်းတော်လှန်ရေးဖွဲ့စည်းများစီဒီအမ်ဖွဲ့စည်းများကိုပေးအပ်လှူဒန်းသွားမှာဖြစ်ပါရယ်စာအုပ်ဝယ်ယူယုံနဲ့တော်လှန်ရေးအလှူငွေထည့်ဝင်ပြီးသားဖြစ်တဲ့ပြင်ဦးမင်းကိုနိုင်ရဲ့စာအုပ်ဖြစ်လို့အမတရသိမ်းဆီးထားခြင်းနဲ့သူတွေအတွက်လက်မလွတ်တဲ့အခွင့်အရေးဖြစ်တယ်လို့ဆိုပါရယ်စာအုပ်ဝယ်ယူသူတွေအတွက်ပကြီကလည်းဆောင် ောင်မဲဖောက်ပေးဦးမယ်အစီအစဉ်တွေလည်းရှိရလို့သိရပါရရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG သတင်းထောက်တာဂီနဲ့ခါရှဲတို့ကပေးပို့ထားတာဖြစ်ပါရရှင်